ဒီကျွန်မတို့လိုချင်တာကလည်း decision making level ဖြစ်ရမယ်တကယ်ကို table ပေါ်မှာအာဒီလိုမျိုးထိုင်ပြီးတော့မှအမျိုးသားရည်နဲ့ဓာတ်တူဆွေးနွေးတဲ့ဟာလားကျွန်မတို့ဒီလိုမျိုးပါဝင်မှုပဲကျွန်မတို့ကလိုချင်တာဖြစ်ဆွစ်ဇာလန်နိုင်ငံဒနီဖာမြို့မှာဇူလိုင်လ၄ရက်ကစတင်ပြီး22ရက်နေ့ထိကျင်းပနေတဲ့64ကြိမ်မြောက်အမျိုးသမီးတွေပေါ်နီးမျိုးစုံနဲ့ခွဲခြားဆက်ဆံမှုပပျောက်ရေးကော်မတီစီဒေါညီလာခံကိုပြည်တွင်းအခြေစိုက်မြန်မာအမျိုးသမီးအဖွဲ့တွေလူ့ခွင့်ရေးအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအစိုးရနဲ့ဆင်ပြိုင်ပြီးပထမဆုံးကြိမ်စီရင်ခန်းစာတင်သွင်းခဲ့တာပဲဖြစ်ပါတယ်။ CRO NGO Share Report အတွက် Violence Against Women Organization ကတော့အမျိုးသမီးတွေပေါ်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့အပိုင်းကိုသူတေသနာပြုလုပ်ခဲ့တာပါ။အစီရင်ခန်းစာတင်သွင်းမှုနဲ့ပတ်သက်ပြီးဘာတွေဆောင်ရွက်နိုင်ခဲ့လဲဆိုတာကိုဒေါ်မေမေပြုံးကအခုလိုပဲပြောပြခဲ့ပါတယ်။ မြန်မာမျိုးစုနဲ့ပတ်သက်ပြီးတော့မှတို့ဒီဖွဲ့စည်းတွေအများကြီးကတော့ခွင့်ရပတ်သက်တာရင်သင်ကြားခဲ့ရရှိပါတော့အဓိကတော့မျိုးမျိုးစုံနဲ့အကြံဖက်မှုခံနေရတဲ့မျိုးစုံတွေရဲ့ဘဝလွတ်မြောက်ဖို့ဖွဲ့စည်းဆက်ဆံမှုမျိုးမျိုးကနေလွတ်မြောက်ဖို့တန်းတူညီလို့ခွင့်ရတွေရရှိဖို့ဆိုတော့ကျွန်မတို့အဓိကပြောတော့သင်ကြားခဲ့ပုံဖြစ်ပါတယ်စစ်ဖြစ်ပေါ်နေတဲ့နေရာဒေသတွေမှာအမျိုးသမီးတွေပေါ်လိန်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက် တရားမျှတမှုရရှိဖို့နဲ့ပတ်သက်ပြီးအစီရင်ခံစာထဲမှာထည့်သွင်းတင်ပြခဲ့သူကငိုင်းငိုင်းမှာ ီဆက်မဲ့ဖြစ်ပေါ်နေတဲ့ဒေသတွေမှာအမျိုးသမီးတွေအပေါ်မဒိမ့်မှုတွေဖြစ်ဖြစ်ဒါမှမဟုတ်ကျူးလွန်နေတဲ့အဖြစ်တင်တဲ့ပတ်သက်ပြီးတော့မှဖြစ်နိုင်မယ်ဆိုလို့ရှိရင်စစ်ခုံရုံးမှာမတင်မဲနဲ့ကျမတို့ကဒီရက်ဖက်ခုံရုံးမှာစီရင်ပေးဖို့အဲ့ဒါမှသာလျှင်ကျမတို့ general recommendation ထဲမှာပါတဲ့ access to justice ပေါ့နော်အမျိုးသမီးတွေရဲ့တရားမျှတမှုကိုရရှိဖို့ရအတွက်တကယ်ကိုဖြစ်နိုင်မှာဖြစ်တယ်။ခွင့်လင်းမြန်သာစွာပေါ့နော်ဒီအမျိုးသမီးတယောက်ကိုဒီစစ်ပတ်ဆိုင်ရာဒီတာဝန်ရှိတဲ့သူကမဒိန် ချင်းချင်းလိုက်ချင်းလိုက်ချင်းအဖြစ်ဘလိုမျိုးပေါ့နော်အပြစ်ပေးလိုက်တယ်ဆိုတာကိုတိတိကျကျနဲ့အေးအေးယူမှုတွေကိုကျမတို့အမျိုးသမီးတွေကလိုအပ်တာလိုချင်တာဖြစ်တယ်မြန်မာနိုင်ငံဟာအမျိုးသမီးတွေပေါ်နှီးမျိုးစုံနဲ့ခွဲခြားဆက်ဆံမှုပပျောက်ရေးဆန်ရသဘောတူစာချုပ် စီတော့ဖွဲ့ဝင်နိုင်ငံဖြစ်သလိုစီတော့ညီလာခံမှာအစီရင်ခံစာတင်သွင်းနိုင်ဖို့စီတော့အရှင်မြန်မာနဲ့အခြားလူမှုအဖွဲ့အစည်း15ဘွဲ့ကိုပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်အမျိုးသမီးများဖွဲ့ချုပ်မြန်မာနိုင်ငံကငိုင်းငိုင်းဟာ အမျိုးသမီးတွေရဲ့အခွင့်အရေးကိုကာကွယ်ဆောင်ရှောက်နိုင်မဲ့ပရိုဘောင်းလောထွက်ရှိလာနိုင်ဖို့အတွက်စီရောရဲ့မူဝါဒအတိုင်းလိုက်နာဖို့အစိုးရကိုတောင်းဆိုခဲ့ပါသေးတယ်။ ဒီတစ်ခေါက်ဂျနီဘာမှာလည်းပဲဒီစီရောကော်မတီကနေမှာဒါကိုတေးသေးချာချာပေါ့နော်တေးသေးချာချာစီရောနဲ့မဆန့်ကျင်မဲနဲ့စီရောထဲမှာပါတဲ့အမျိုးသမီးတွေရဲ့အခွင့်အရေးအတိုင်းပဲလှုပ်ဆောင်ပေးသွားဖို့ရန်အတွက်ဒီစီရောကော်မတီကအစိုးရကိုသူတို့ recommendation အကြံပြုလိုက်မှာဖြစ်တယ်ဆိုတော့အဲ့ဒီအတိုင်းပဲဒီအစိုးရအနေနဲ့လိုက်လုပ်ပေးဖို့ဒါကျမတို့အနေနဲ့တောင်းဆိုချင်တာပေါ့